ဒီဗီဒီယိုလေးထဲမှာသင်တို့မယုံနိုင်လောက်စရာအကြောင်းအရာတစ်ခုကိုကြားရတော့မှာပါ။ငင်မကောင်းဖြစ်တဲ့အခါလူသားတွေကစိတ်တောက်ကြတယ်ဟုတ်တယ်မလား။ဒါပေမဲ့တိရိစ္ဆာန်လေးတွေရောသူတို့ကဘလို့များကိုကိုကိုကူတာကြသလဲ။ဒီနေ့မှာတော့အဲ့ဒီအကြောင်းတွေကတကယ်ကိုထူးခြားဆန်းပြတဲ့နိလန်တစ်ခုကိုပြောပြသွားမှာပါ။အဲ့ဒါကတော့ကြီးကန်းတွေရဲ့ပျော့စိတ်ကုထုံပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဆိုရင်ကြီးကန်းဆိုတာလူကိုမြင်တာနဲ့ဝူးကနေလွင့်ထွက်သွားတတ်တဲ့ငှက်မျိုးနယ်ပါ။ ဒါပေမဲ့တခါတလေမှာသူတို့ဟာတော်တော်လေးထူးဆန်းတဲ့အပြုအမူတစ်ခုကိုပြုလုပ်တတ်ကြပါတယ်။နေမကောင်းဖြစ်လာပြီဆိုလို့ရှိရင်သူတို့ဟာအနီးအနားကပရွက်စိတ်အုံတစ်ခုကိုရှာဖွေပြီးတော့အတောင်ပံတွေကိုအကုန်ဖြန့်ကာထားလိုက်ပြီးတော့ဘာမှမလုပ်မရှက်နဲ့ငြိမ်သက်စွာနားနေတော့တာပါပဲ။ဒီကန်းကိုဝိုင်းဝန်းကိုက်ခဲနေတဲ့ဒီပရွက်စိတ်လေးတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ထဲကနေပြီးတော့ acid တမျိုးကိုထုတ်လွှတ်ပေးပါတယ်။အဲ့ဒီ acid ကို formic acid လို့ခေါ်ပါတယ်။ လူသားတွေအတွက်တော့နည်းနည်းရရရနာမျိုးဒါမှမဟုတ်စူးရှတဲ့ခံစားမှုမျိုးကိုပေးနိုင်ပေမဲ့လေဒီအက်စစ်ကကြည်ရန်တွေအတွက်တော့တဘာဝရဲ့အစွမ်းထက်တဲ့ကပ်ပါးသက်စေတမျိုးပါပဲ။ အဆိတ်တွေကနေထွက်လာတဲ့ဒီအဆိတ်ဟာကြီးကန်းရဲ့ခန္ဓာကိုယ်မှာကပ်ညိနေတဲ့မိုးတွေဘက်တီးရီးယားတွေနဲ့အခြားသောမလိုလားအပ်တဲ့ကပ်ပါးပိုးမွှားတွေကိုထိရောက်စွာနဲ့ဖယ်ရှားပေးနိုင်စွာရှိပါတယ်။ဒါကြောင့်နေမကောင်းဖြစ်နေတဲ့ကြီးကန်းဟာဘလို့ရှုပ်ထွေးတဲ့ဆေးဝါးတွေနဲ့မှကုသစရာမလိုဘဲနဲ့ဒီပျော့စိတ်လေးတွေရဲ့အကူအညီနဲ့သူ့အလိုလိုပြန်လည်ကျန်းမာလာနိုင်တာပဲဖြစ်ပါတယ်။ တကယ်ကိုအံ့ဩစရာကောင်းတဲ့တဘာဝရဲ့အစင်းမိတို့နီလန်းတစ်ခုပါပဲဒီလိုမျိုးပရွက်စိတ်တွေကိုအသုံးပြုပြီးတော့ကိုရန်စေကုသတဲ့ဒီထူးခြားတဲ့အပြုမူကိုပရွက်စာကျွေးတဲ့ ending လို့ခေါ်ဆိုကြပါတယ်အံ့ဩစရာကောင်းတာကဒီအကျင့်ဟာကြီးကန်းတွေမှာလည်းမဟုတ်ပါဘူးကဘာပေါ်မှာရှိတဲ့အခြားသောငှက်မျိုးစိတ်ပေါင်းများစွာမှလည်းဒီလိုမျိုးအပြုမူတွေကိုတွေ့ရှိရပါတယ် ဒါဟာသဘာဝတရားကြီးရဲ့နည်းနည်းပြီးတော့အံ့ဩဖွယ်ရာလှုပ်ဝက်ချက်တွေထဲကတစ်ခုဖြစ်တယ်လို့တရိစ္ဆာန်တွေရဲ့မယုံနိုင်လောက်စရာကိုရန်စည်းကူးသားနိုင်တဲ့စွမ်းရည်ကိုလည်းထင်ရှားစွာပြသနေတဲ့သက်သေတစ်ခုပါပဲ။ဖြစ်စဉ်မြင်တွေ့နေရတဲ့ရိုးရှင်းတဲ့သဘာဝတရားကြီးရဲ့နောက်ကွယ်မှာဒီလိုမျိုးမရည်မတွက်နိုင်တဲ့စိတ်ဝင်စားစရာကောင်းပြီးတော့အံ့ဩစရာကောင်းတဲ့ထူးခြားစံပြမှုတွေအများကြီးရှိနေပါသေးတယ်။ ဒါကြောင့်လည်းကျမတို့ပတ်ဝန်းကျင်ကိုပို့ပြီးအာယုံဆက်လေ့လာမယ်ဆိုလို့ရှိရင်တကယ်ကိုရင်သက်ရှုမှုအဖွဲ့ရအကြောင်းအရာတွေကိုရှာဖွေတွေ့ရှိနိုင်မှာအမှန်ပါပဲရှင်။